ကျွန်တော်နှစ်ကက်စီးလေးတဲ့မှာနော်နှစ်ကက်စီးမူလေးနှစ်ခုသုံးခုလောက်ပြမယ်ပေါ့ဥအောင်မြင်ဟုတ်ကဲ့ပါမင်္ဂလာပါနော်ကံပြီးတော့လေးရပါဗျာကြိုက်တော့လေးထိုးကြပါနော်မကြိုက်တော့လေးမထိုးနဲ့ပေါ့တို့ဗရိတ်လေးချက်ဇောင်းထိုးတာကျွန်တော်သုံးကက်ပဲရှိရနော်သူကဆိုမင်္ဂလာပါတန်းဝင်းမင်္ဂလာပါနော်ဒီမှာဗရိတ်ခုံလေးချက်ပေါ့နော်ဇောင်းထိုးတယ်ပေါ့ဒါပထမကက်ပေါ့နော်အောင်မူပိုင်းမင်္ဂလာပါနော်လေးမင်္ဂလာဦးမျိုးကြီးမင်္ဂလာပါနော် ီမှာပြီးရင်ကျွန်တော်ရေရှစ်ပရိတ်ပေါ့နော်ရှစ်ပရိတ်လေးကဒီမှာဇောင်းပြန်ထိုးဒီကောင်တော့အမွေးသီးပေါ့နော်မွေးသီးကျွန်တော်ဒီဘွဲမှာတော့အကောင်းဆုံးဖမ်းထားရအောင်နော်မားတဲ့ကြာတက်လာပြီကဒီမှာခွန်ပရိတ်နော်ခွန်ပရိတ်လေးချက်ဆောင်ထိုးတာဦးသိန်းဟန်ဟုတ်ကဲ့ပါ PSU နဲ့ပြပါလိမ့်နော် ခင်မောင်တင်မင်္ဂလာပါနော်အော်ပူအေအေးတင်မင်္ဂလာပါနော်ဒီအိုရီမင်္ဂလာပါကမ်ပီမင်္ဂလာပါနော်မီနိုင်မင်္ဂလာပါဗျချောတုံညာတုံးကတော့မင်းမဲလीနော်ဒါကကျွန်တော်တို့နောက်ထပ်ဒါနှစ်ကစီကြတဲ့လူထိုးအောင်နော်ជីဝင်းပေါကနဲ့ချောတုံညာတုံးတင်ပေးထားတယ်လို့ချောတုံညာတုံးကဘက်ဘက်ကကြိုက်တယ်လीအာမင်းကွက်ပဲလीခုဒီကောင်လဲကြိုက်ရင်သုံးပါနော်ဒီကောင်လဲကြိုက်ရင်သုံးပါဒါကြီးကောင်းတဲ့ထဲတော့ ဦးတက်မင်္ဂလာပါဦးစိုးနိုင်မင်္ဂလာပါနော်ဟုတ်ရပြောပါဦးနောက်ကြော်ဒီမှာ complete လေးချက်ဆောင်းထိုးတယ်တစ်နှစ်ကြော်မှာသူကဒီမှာနောက်ဆုံး complete က set complete ပေါ့နော်အဲ set complete ကတစ်နှစ်ကြော်မှာသူကဒီ set complete လို့ထွက်တဲ့ချိန်ပေါ့နော်ဒီမှာ set complete လို့ထွက်တဲ့ချိန်မှာသူကထိပ်သုံးလုံးကအဲ6ခါသုံးလုံးက1နောက်ပိတ်သုံးလုံးက3နော် ဒီ613ပေါင်းချင်းနဲ့သူကလိုက်ထွက်တယ်နော်ဒီစက်ခွန်ပလေးနဲ့ဆုံးဘူးဒီပလေးလေးချက်ဆောင်ထိုးတဲ့နေမှာနောက်ဆုံးပလေးဒီစက်ခွန်ပလေးတွေဆောင်ထိုးတဲ့နှစ်ကျော်မှသူကစက်ခွန်ပလေးထွက်တဲ့အချိန်မှာထိသုံးလုံး6ခါသုံးလုံးတင်နောက်ပြီးသုံးလုံးသုံးမနော်613ပေါင်းချင်းနဲ့သူကအဲလိုက်ထွက်တာဗောနော်ထိသုံးလုံးဒီ6ခါသုံးလုံးဒီနောက်ပြီးသုံးလုံးဒီအဲသုံးမနော်ဒီ613ပေါင်းချင်းနဲ့သူကလိုက်ထွက်တာနော်ဒီမှာလည်းကျွန်တော်တို့ဒီ၈ပြိတ်လေးချက်ဆောင်ရင်နောက်ဆုံး၈ပြိတ်ဒီ၁၈ပြိတ်မှလို့တနည်းကြော်မှာသူက၈၈ပြိတ်လို့သူထွက်တဲ့ချိန်မှာသူကဒီထိသုံးလုံးဒီ၆နော်ခါသုံးလုံးဒီ နောက်ပိတ်သုံးလုံးဒီသုံးပါနော်ဒီ6ပိတ်သုံးပေါင်းခြင်းနဲ့ပဲသူကအဲဆက်ခွန်ပရိတ်ကအဲဆက်ရှိပရိတ်ကလိုက်ထွက်တယ်ပေါ့နော်အဲသူအဲဆက်ရှိပရိတ်ကလည်းသူတစ်ချက်ပဲထွက်တာပေါ့နော်ဆက်ရှိပရိတ်ကဒီမှာဆိုကျွန်တော်တို့ကခွန်ပရိတ်လေးချက်ဆောင်းလို့နောက်ဆုံးခွန်ပရိတ်ဒီဆက်ခွန်ပရိတ်မို့လို့တနည်းကြော်မှာဆက်ခွန်ပရိတ်ထွက်တဲ့ချိန်မှာထိသုံးလုံးဒီသုံးခါသုံးလုံးဒီနောက်ပိတ်သုံးလုံးဒီသုံးနော်6ပိတ်သုံးဒဲပေါင်းခြင်းနဲ့သူကလိုက်ထွက်တာနော်ဒီမှာ၈ပြိတ်လေးချက်ဆောင်းနေအဲ့ဒီ၈နောက်ဆုံး၈ပြိတ်ဒီ၈ပြိတ်မို့လို့တနည်းကြော်မှာ၈ပြိတ်ထွက်တဲ့ချိန်မှာနော်၈ပြိတ်တစ်ခါပဲထွက်တယ်ပေါ့နော် ထိတ်တလုံးဒီ6ခါတလုံးဒီနောက်ပိတ်တလုံးဒီ6တက်3ပေါင်းချင်းနဲ့ပဲဒေပေါင်းချင်းနဲ့ပဲသူလိုက်ထွက်တာနော်ဟုတ်ပြီရဲ့လိုက်ထွက်ပြီဆိုရင် तू ကသူကနေအိုက်ဆက်ကွန်ပလိတ်ကနေရောတနည်းနှစ်နှစ်၃နှစ်၄နှစ်၅နှစ်မြောက်ကိုသွားနော်၅နှစ်မြောက်ကိုသွားရင်အဲ့ဒီဆက်ကွန်ပလိတ်က၅နှစ်မြောက်မှာ तू ကအဲလိုက်ထွက်ပေးရတာဒါမွေးသီးနော်

အဲသူကပေးရပေါ့ဒါမဲ့ကိုကကြိုက်တဲ့ခါထိုးပေါ့နော်ကိုနောက်ပြီးမကြိုက်လို့ကျွန်တော်ကိုထိနေပြတင်ပြီးရနော်ပက်လက်ထိုးရတော့ကောင်းတာပေါ့နော်အာနိုင်မင်္ဂလာပါနော်ခုကျွန်တော်ဗရိတ်လေးချက်စောင်းတာနှစ်ကပ်ပဲရှိရနော်ပထမဆုံးဗရိတ်လေးချက်ကွန်ပလီတ်လေးချက်စောင်းရင်နောက်ဆုံးကွန်ပလီတ်ဆက်ကွန်ပလီတ်ကိုတစ်နှစ်ကျော်မှဆက်ကွန်ပလီတ်ထွက်တဲ့အချိန်မှာထိသုံး6ကာတလုံးတင်နောက်ပြီးသုံးလုံးသုံး6တက်သုံးဒေပေါင်းခြင်းနဲ့လာနော်အဲ6တက်သုံးဒေပေါင်းခြင်းနဲ့ထွက်တဲ့ဆက်ကွန်ပလီတ်ဒီချိန်မှာထွက်တာထွက်တဲ့ဆက်ကွန်ပလီတ်ဒီလေတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်5နှစ်မြောက်မှာဒီကလိုက်ထွက်ရနော် ဥထွေးမိမှာကောနော်ဒီမှာ session break လေးချက်ဆောင်းတယ်နောက်ဆုံး session break နောက်ဆုံး break ဒီ session break မဟုတ်တနေ့ကျော်မှာ session break ထွက်တဲ့ချိန်မှာခေတုံး6ခါတုံး3နောက်ပိတုံး3 6တဲ့3ပေါင်းချင်းနဲ့ပဲထွက်တယ်ထွက်တော့ဒီ session break ဒီတနေ့နှစ်နေ့သုံးနေ့လေးနေ့၅နေ့မြောက်ကို live ထွက်ရဆိုဒီပွဲကိုနော်ဖန်ထားတယ်ဥထွေးမိမှာကောနော်နိုင်ရှင်နိုင်ထွေးမိမှာပါဘာကြောင့်ဖန်ထားလဲဆိုတော့ तू ကဒီပွဲနှစ်ပွဲဇောင်းမနော်ဘယ်ဘယ်ဇောင်းတက်လိုက်ပါဒီ session break ထွက်တော့မယ်ဆိုရင်ဒီ6တဲ့3ပေါင်းချင်းဖြစ်တဲ့ session break ဒီမှာထွက်တော့မယ်ဆိုရင် तू ဘယ်ဘယ်ဇောင်းကိုတက်လိုက်ပါဒီပွဲနှစ်ပွဲသုံးပွဲလေးပွဲအော်6ပွဲနော်ဒီ6နေ့မြောက်ဇောင်းမှာ तू က ไอ้สักคนเนี่ยป่าวว่าสนิบริชไอ้สนิบริดีตัวเอ็นนี่จ่อละสนิบริพี่อ่ะเนาะดีสนิบริก็ดีสักคนบริก็6ตรงปองจีนรูปขึ้นได้สักคนบริก็9นิ้วเหมียวไล่ถั่วออกมาสู้ตู้ซ้อง6จีนมาตู้ป่าวว่าสนิบริชอ่ะไอ้สนิบริดีนันนี่จ่อปูถ่าเยเอกระนั้นพี่อ่ะมาวะเนาะဒါကြောင့်လေ၃ကတ်တွေလှည့်လွန်းလို့၂ကတ်တွေပဲကျွန်တော်ရှာကောင်းမလားလို့စဉ်းစားနေရနော် ဟုတ်ပြီဒီ16တက်သုံးပေါင်းချင်းနဲ့ဖြစ်ထားတဲ့ဒီဆက်ကွန်ပလိတ်ကငါးနှစ်မြောက်လိုက်ထွက်တော့မယ်ဆိုရင်သူကရင်ဘယ်ဘယ်သောင်း6ကြိမ်မှာနော်6နှစ်မြောက်မှာသူကသူ့ပါပါ2ပလိတ်ရှိရမှာ2ပလိတ်ဒီ2နှစ်ကျော်ပို့ထားတဲ့ကဏ္ဍဖြစ်ရမှာနော်ပြီးလို့ရှိရင်လည်းသူကသူ့ဘေးတစ်ကြိမ်တစ်ကြိမ်သုံးကြိမ်၄ကြိမ်မှာအဲသူ9နှစ်မြောက်ကိုလိုက်ထွက်တော့9ပလိတ်လို့ရှိရမှာအဲ9ပလိတ်ဒီအဲ4 3 8နော်4 3 8ပတ်လည်နဲ့ဖြစ်ရမှာပေါ့နော်4 3 8ပတ်လည်နဲ့ဖြစ်ရမှာအဲ့ဒါပြင်ကိုတစ်နှစ်2နှစ်3နှစ်4နှစ်9နှစ်6နှစ်9နှစ်မြောက်ရအောင်ပါလေ9ပလိတ်ပုံစံရှိရမှာနော်ဒီ9ပလိတ်ဒီ9ပလိတ် ဲ့ငါးပရိတ်မှာလည်းသူကတိတိခွန်လို့သူကခါသုံးလုံးစောင်းထားမယ်နော်တိတိခွန်ခါသုံးလုံးစောင်းမယ်ပြီးလို့ရှိရင်ဒီမှာပရိတ်ငါးထွက်တဲ့ရှိမှာလည်း6ပရိတ်9ပရိတ်5ပရိတ်ဆိုပြီးပုံတိစောင်းပြီးတော့မှသူက4သုံးရှိလို့ပုံတိထွက်ထားရမှာနော်ဒီမှာလည်း9နည်းမြောက်ရအောင်မှာလည်း9သုံးခုပုံတိရှိရမှာအဲ့မှာလည်းတိတိခုံလို့ခါသုံးလို့စောင်းပြီးတော့မှရှိရမှာနော်အဲ့ဒီဒီကျွန်တော်တို့ဒီ live to power စနစ်ပရိတ်2နှစ်ကျော်ကနေ live ပို့တဲ့ဇောင်း6တိဒီ9သုံးခုရဲ့အကျင့်ကလေးသုံးရှိလေးသုံးရှိရဲ့အကျင့်ကမှာနော်ဒီခုနှစ်ကကျွန်တော်တို့6တိသုံးလို့ထောင်ထားတဲ့ဒီထိပ်ပေါင်းခြင်းဖြစ်ထားတဲ့ဒီ second break ကိုဒီမှာကျွန်တော်တို့ဒီစုံမှတ်မှာလာပြီးတော့ ရိုက်ချင်တာပေါ့ဗျာပြောချင်တာတော့အဲနားလိုက်ပါနော်မောင်ဘတ်ဟုတ်ကဲ့ပါနော်ခင်မောင်တင်ဟုတ်ကဲ့ပါ ဒီမှာကျွန်တော်တို့စက်ကွန်ပလိတ်လေးရက်ဆောင်းနေနောက်ဆုံးစက်ကွန်ပလိတ်ဒီနောက်ဆုံးပလိတ်ဒီစက်ကွန်ပလိတ်မလို့တနေ့ကျော်မှာစက်ကွန်ပလိတ်တစ်ခါပဲထွက်တယ်ပေါ့နော်ထွက်တဲ့ချိန်မှာလဲ6ထိသလုံး6ခါသလုံး7နောက်ပိတ်သလုံး3 6တက်သုံးပေါင်းခြင်းနဲ့ဒဲပေါင်းခြင်းနဲ့သူကဖြစ်တယ်ဖြစ်လို့ရှိရင်အဲစက်ကွန်ပလိတ်က9နည်းမြောက်ကိုလိုက်ထွက်မှာနော်9နည်းမြောက်လိုက်ထွက်မှာဘယ်လိုနေရာမှာထွက်မှာလဲဆိုတော့သူရဲ့ဘယ်ဘဲဆောင်း6တက်တက်ရင်2ပါပါစက်ကွန်ပလိတ်ရဲ့ပါပါ7နည်းပလိတ်ရှိရ7နည်းပလိတ်ဒီနှစ်နည်းကျော်ပူထားတဲ့ကဏ္ဍဖြစ်ရမယ်နော်အဲ့ဒါပြင်ကိုသူပေးလေးချင်းမှာရှိတဲ့ကဏ္ဍကလည်း4 3 8 ငါးဗရိတ်ပုံစံဖြစ်ရမယ်နော်အဲ့ဒီမှာ तू ကဗရိတ်၃ခုကို6 9 5လို့ပုံစံစောင်းပြီးတော့၄3 8ထွက်ထားရမှာနော် तू ကခုနှစ်နည်းမြောက်အောင်မြင်းကုန်မှာလည်း9 3ခုပုံစံရှိရမယ်တိတိခုံလို့ခါ3လုံးစောင်းရမယ်နော်အဲ့လိုဒီ9 3ခုရဲ့စုံမှတ်ဒီကျွန်တော်၄3 8ရဲ့စုံမှတ်နှစ်နှစ်ကျော်ပို့ရဲ့စနစ်ပလေးရဲ့စုံမှတ်မှာကျွန်တော်တို့ကခုနက6 3လို့ဖြစ်တယ်6 3လို့ပေါင်းချင်းဖြစ်ထားတဲ့ဒီကျွန်တော်တို့နှစ်ခုရှိကိုအဲဒီမှာကျွန်တော်တို့လာပြီးတော့ထွက်ချင်တာနော် तू ကတော့ဗျောင်းမြန်ထွက်နေတာနှစ်ခုရှိကို8ခု2လို့ဗျောင်းမြန်ထွက်တယ်ပေါ့နော်စနစ်လို့ကတော့ तू ကတော့ဒီ9ခုနဲ့ဆိုနှစ်ခု9လို့ထွက်ရမှာပေါ့နော်ဒါမှမဟုတ်ကျွန်တော်ဆရာ9နောက်ဝေးမရှိဘူးဆိုတော့ကျွန်တော်9ထိပ်နဲ့ပြတ်တင်ပြီးတယ်နော် ဒီမှာ၈ပလိတ်၄ချက်စောင်းရင်လည်းနောက်ဆုံး၈ပလိတ်ဒီ၁၈ပလိတ်မို့လို့တနှစ်ကျော်မှာဩတာရမင်္ဂလာနော်တနှစ်ကျော်မှာ၁၈ပလိတ်တစ်ခါပဲထွက်တယ်ထွက်တဲ့ရှင်နဲ့ထိတ်သလုံး၆ခါသလုံး၁နာဘိသလုံး၃၆တိတ်၃ပေါင်းကျင်းနေပဲဖြစ်တယ်အဲ့လိုဖြစ်လို့အဲ့လိုဖြစ်လို့အတွက်ဒီ၁၈ပလိတ်က၅နှစ်မြောက်ကိုကျွန်တော်တို့က live ထွက်ဆိုယူတာနော်အဒီနေရာကိုဘာကြောင့်ဖန်ထားလဲဆိုတော့တဝိုင်းတစ်ပွဲ၂ပွဲ၃ပွဲ၄ပွဲ၅ပွဲ၆ပွဲမြောက်မှာရှိတာဒီကအဲ့၁၈ပလိတ်ဆောင်းထိုးလို့၁၈ရဲ့ပါပါ၁၃ပလိတ်ရှိရမှာနော်အဲ့၁၃ပလိတ်ဒီလည်းနှစ်နှစ်ကျော်ကပို့ထားတယ်၁၃ပလိတ်ဖြစ်ရမယ်နော် စောစောလက်မင်္ဂလာပါနော်ကိုစောမင်္ဂလာပါလုံးမိုင်လေးမရတော့ဘူးလားတဲ့အဲ့ဒါကြီးကျွန်တော်မတင်တော့ဘူးနော်ဒီ session plate down label ထိုးလို့ပေါ့နော်သူရဲ့ power 73 plate 73 plate ဒီနှစ်နှစ်ကျော်ပူတယ်73 plate လည်းဖြစ်ရမှာနော်အဲ့73 plate ရဲ့ down ဆင်းလိုက်ပေါ့ down 6ကျိန်ဆင်းလိုက်ခုနက6တိတုံးလို့ဖြစ်ထားတယ်ဖြစ်ပြီးတော့မှ session plate ထွက်ထားတယ်ပေါင်းချင်းဖြစ်ထားတယ်ဒီကောင်ကိုဒီမှာလာရွှေ့မှာနော် ဘူးခုံတွေကထွက်ဖို့ရှိနေဟုတ်ကဲ့ပါနော်သူကဘေးတစ်ချင်းတစ်ချင်းသုံးချင်းလေးချင်းလေးဘေးသူ့ဘေးလေးချင်းမှာလဲ၄၃ရှေ့လို့ပုံတိရှိရမယ်နော်ငါးနှစ်မြောက်ကိုလိုက်ထွက်လို့ငါးပြိတ်ရှိရမယ်အဲ့ငါးပြိတ်ဒီလဲ၆ပြိတ်၉ပြိတ်ငါးပြိတ်လို့ဇောင်းထိုးထားတာနော်အဲ့လိုဇောင်းထိုးပြီးတော့မှ၄၃ရှေ့ပုံတိရှိရမယ်အဲ့၄၃ရှေ့ဘေးလေးချင်းခုနက၁၈ပြိတ်လေးချက်ဇောင်းထိုးလို့၁၈ရက်ပါပါနှစ်နှစ်ကျော်ပူလဲ၁၃ပြိတ်ရဲ့ဇောင်း၆ကျင်းနော်ဒီလိုစုံမှတ်အဲ့ဒါပြင်ကတူက၂နှစ်၄နှစ်အဲ၆နှစ်9နှစ်မြောက်အောင်မှာလဲ၃ခု၅ပတ်လေးရှိရမယ်နော်ခုနကလဲကျွန်တော်တို့က၅၃ခု၄၃ရှေ့ဒီမှာလဲ၃၃ခု၅၄၃ရှေ့ပေါ့နော်အားပြီးလာတော့ကြာဟုတ်ကဲ့ကျေးဇူးပါဗျာနော် ကြိုက်တယ်ဗျာအဲ့မှလည်းသူကခါသုံးလုံးကတိတိခွန်လို့ပုံစံစောင်းထားတာပဲနော်တိတိခွန်လို့ပုံစံစောင်းထားတယ်သူ့ပုံမှန်ဒီသူ့ရဲ့သုံးဘွဲ့ကြုံမှာလည်း၄2 5လို့နောက်ပိတ်သုံးလုံးထောင်ခဲ့တယ်နော်သူ့ပုံမှာလည်း၄2 5လို့နောက်ပိတ်သုံးလုံးထောင်ခဲ့တယ်သုံးဘွဲ့ကြုံမှာနော်တခါကြတယ်လည်းလူရွတ်တိုက်ပြီးနှစ်ကစီးပဲလိုက်ရှာကျင်တော့အိုးကွက်ပဲလာကူနောင်းနဲ့အိုးကွက်ဆိုတာတော့ပြောမယ်ဆိုကိုကြိုက်တဲ့ပုံမူတီတာပဲဗျာနော်ကိုကြိုက်ရင်အိုးကွက်ပဲမကြိုက်ဘူးဆိုရင်တော့အရင်ကွက်ဖြစ်သွားတာပဲနော်ဒီကအိုးကွက်ဖြစ်ချင်းမဖြစ်ချင်းကအဲကိုရဲ့အကြိုက်ပုံမူတီတယ်နော် ဘူးခုနှစ်ကမော်ဘူးလို့ကြိုက်ရင်ထိုးလို့ရအောင်လို့နော်အဓိကကိုကြိုက်ဖို့လို့လားကိုကြိုက်လို့ရှိရင် OD ပဲမကြိုက်ရင်တော့ OD မဟုတ်ဘူးနော်ကျော်သူမင်္ဂလာပါနောက်တစ်ခေါက်ပြန်ရှင်းပြမယ်ဒါတစ်ဆိုင်ပေါ့နော်ကျွန်တော်တို့ဘရိတ်လေးချက်ဆောင်းတာနှစ်ကပ်ပဲရှိရနော်လေးလေးကပ်ဆောင်းတာနှစ်ကပ်ပဲရှိရအဲ့ချိန်မှာ तू ကဒီဘရိတ်ခုံလေးချက်ဆောင်းလို့နောက်ဆုံးဘရိတ်ဒီ तू ကဆက်ခုံဘရိတ်မဟုတ်လို့တနည်းကြော်မှာဆက်ခုံဘရိတ်တစ်ခါပဲထွက်တယ်ပေါ့နော်ထွက်တဲ့ချိန်မှာလည်း तू ကထိသုံးလုံးဒီ6အခါသုံးလုံးဒီ1နောက်ပိတ်သုံးလုံးဒီ3 6တက်သုံးပေါင်းခြင်းနဲ့ तू ကဒဲပေါင်းခြင်းနဲ့ तू ကထွက်တာထွက်လို့ဒီကောင်က9နှစ်မြောက်ကို तू ကလိုက်ထွက်မှာနော် အမှတူက2 4 5လို့နောက်ပိတ်သုံးလုံးထောင်နေအောက်၃ဘွဲကျော်နော်အဲ့မှာဒီမှာဆက်ခွန်ပိတ်၃ချက်ဆောင်းလို့ဆက်ခွန်ရပါပါနောက်နှစ်မှာ၁၂ပိတ်အဲ့၁၂ပိတ်ဒီနှစ်နှစ်ကျော်ပို့လဲ၁၂ပိတ်ဖြစ်ရမှာအဲ့၁၂ပိတ်ရဲ့ဒီဇောင်း6ကြိမ်ပေါ့နော်ဇောင်း6ကြိမ်ဆင်းလိုက်တူပီးလေးကြိမ်မှာလဲ6 9 5လို့ပိတ်၃ခုဆောင်းပြီးတော့မှဒီ၃ရှိပုံတွေထွက်ထားတယ်ဒီဝိုင်း9လေးမျိုးအမျိုးကိုမှာလဲတိတိခုံလို့ခါသုံးလုံးဆောင်းပြီးတော့9 3ခုထွက်ထားတယ်နော်ဒီ၁၂ပိတ်ရဲ့စုံမှတ်ဒီ9ခု3ရဲ့စုံမှတ်ဒီ၄3ရှိရဲ့စုံမှတ်မှာဒီက6 3လို့ဖြစ်ထားတယ်ပေါင်းချင်းဖြစ်ထားတဲ့ဆက်ခွန်ပိတ်ကိုအဲဒီမှာကျွန်တော်လာရွှေ့ချင်တာနော် ဒီမှာ16ပြိတ်တဲ့၄ချက်စောင်းတယ်နောက်ဒုတိယမြောက်စောင်းတယ်အဲ့မှာနောက်ဆုံးပြိတ်ဒီ16ပြိတ်မှုလို့တနေ့ကျမှ16ပြိတ်တခါထွက်တယ်ထွက်လို့ရှိရင်ဒိတ်သုံးလုံး6ခါသုံးလုံး3နောက်ပြိတ်သုံးလုံး3 6တိတုံးပေါင်းခြင်းနဲ့နော်အဲဟုတ်ကဲ့ပါနော်ကွန်မန့်လေးတွေခန့်မှာ6တိတုံးပေါင်းခြင်းနဲ့သူကထွက်တယ်ထွက်လို့ဒီကောင်ကကျွန်တော်ကမွေးသီးနေနဲ့ငါးနှစ်မြောက်ကိုကျွန်တော်ကလိုက်လိုက်မွေးမှာနော်ဒါကျွန်တော်ကမွေးမှာအမှုဒီဘွဲမှာအကောင်းဆုံးဖန်ထားတာဘာလဲဖန်ထားတာဆိုတော့သူ၃ဘွဲကြောင့်မလဲ၄နှစ်၅လောက်ထောင်ခဲ့တယ်နော်ဒီမှာဒီ16ပြိတ်သုံးချက်စောင်းလို့သူ၈နှစ်မှာ၈ရဲ့ပါပါ73ပြိတ်၈ရဲ့ပါပါ73ပြိတ်ထွက်တယ်73ပြိတ်ဒီနှစ်နှစ်ကျော်ကထွက်ခဲ့တဲ့73ပြိတ် နော်အဲ့ဆက်သုံးလေးရဲ့ဒီဆောင်း6ချိန်မှာဒီမှာလဲတူပေးလေးချိန်မှာလဲ6 9 5လို့ဆောင်းပြီးတော့4 3 8ပုံဒီထောက်ထားတယ်အဲ့9နဲ့မြောက်ရင်းကုန်မှာလဲတိတိခုံလို့ခါသုံးလုံးဆောင်းပြီး3 9ခုံလို့ထပ်ထားတယ်နော်အဲ့မို့ကျွန်တော်ကဒီ frame အုပ်စုမှာဒီကောင်းကိုကျွန်တော်တို့က16 plate ကိုဒီမှာလာထုတ်ချင်တာနော်ဒီကတော့ဘောင်းမြန်ပါဗျာဒီမှာ2ခု8ခု8ခု2လို့ထွက်တယ်ဘောင်းမြန်ထွက်တယ်ဗောနော်လှမ်းပြီးတော့ဒီမှာ9ခု2ကို2ခု9လို့ထွက်မလားဒါမှမဟုတ်ကျွန်တော်ဆရာကကြတော့9နောက်ပိတ်မရှိဘူးတဲ့9နောက်ပိတ်မရှိဘူးဆိုတော့ကျွန်တော်အဲ9ခု2လို့ပြန်တင်လိုက်တာနော် ဒါ तू ကတော့ question ဖြစ်တဲ့အတွက်အားမှာနော် तू ကတော့ question ဖြစ်တဲ့အားကြိုက်ကြိုက်တဲ့လူကထိုးမယ်ဆိုရင်အားလိုက်နော်သုံးလုံးတူပြီးမပေါက်တာတော့မဖြစ်စေနဲ့ပေါ့နော်ဒါကတဆမင်္ဂလာပါပုဂ္ဂိုလ်ရင်တင်ငါခွန်အုပ်စုကကနန်းတွေကဒီနေ့ထဲမထွက်ရင်ရှင်းနေကြရင်ထဲပြန်ထိုးပါမှာအဲ့မှာကျွန်တော်ပြောတာကကျွန်တော်ကအုပ်စုကကနန်းတွေကကျွန်တော်ကပတ်သက်မနိုင်ဘူးမထိုးနဲ့ဒီတင်ငါခွန်ပဲလိုက်ကျွန်တော်အဲ့တင်ငါခွန်တစ်ခွက်ထဲကိုဇာတုလိုက်နေတာနော်တင်ငါခွန်တစ်ခွက်ကိုဇာတုလိုက်နေတယ် တူ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 ဒါနှစ်ခုကူနော်ဒါကအဲကူခုနှစ်အာနော်ကူခုနှစ်အာတစ်ဆက်ရှိပြေကြိုက်တယ်ဥတေမင်္ဂလာပါနော်မိုဘိုင်းကြီးမင်္ဂလာပါဥခင်းစောဟုတ်ကဲ့ပါနော် ဒီကောင်ကတော့၃ကက်စီပေါ့ကြိုက်တော့ထိုးပေါ့၅6ခွန်လို့ဆောင်းထိုးတာကသူက၃ကက်ပဲရှိရအောင်နော်၅6ခွန်ဆောင်းထိုးရင်တော့ဒီဘွဲ့နှစ်ဘွဲ့၃ဘွဲ့၄ဘွဲ့၅ဘွဲ့မြောက်မှာရှိတဲ့ခဏကဒီခွန်ထိတ်ကနေခွန်နှစ်နှစ်မြောက်ကြီးလိုက်တဲ့ခဏအဲခွန်နှစ်နှစ်မြောက်ထဲမှာသူကခွန်ထိတ်နဲ့ထွက်ထားတဲ့ခဏပေါ့နော်ခွန်ထိတ်နဲ့ထွက်ထားတဲ့ခဏဆိုအဲမှာသူ့ရဲ့ပက်လက်မှာလည်းသူ့ရဲ့ဘေးကတ်ရက်မှာလည်း920ပက်လက်ရှိရအောင်နော်ဒီမှာလည်းသူကအဲ၅6ခွန်လို့ဒုတိယမြောက်ဆောင်းတော့၅နှစ်မြောက်မှာလည်းသူကထွက်တဲ့ခဏကသူကဒီခွန်ထိတ်ကနေခွန်နှစ်နှစ်မြောက်ကခဏနော်အဲမှာလည်းသူ့ပက်လက်မှာလည်းသူ့ရဲ့ဘေးကတ်မှာလည်း980ပက်လက်ပုံစံကတ်ထားတယ်နော် ဒီမှာလည်းကျွန်တော်တို့96ခုတတရဆောင်ပြီ9နှစ်မြောက်ဒီပွဲမှာဒီခွန်ထိတ်ကနေ9နှစ်မြောက်ကြီးလိုက်တဲ့ကဏ္ဍဆိုရင်ကျွန်တော်တို့ကဒီ2015မှာခွန်ထိတ်နဲ့ထွက်တာနှစ်ကွက်ပဲရှိတာနော်အဲ့မှာခွန်3ညာ4ခွန်4နှစ်ဒီနှစ်ကွက်ပဲရှိတာအဲ့မှာ920ကတ်ရမှာရှိရဆိုရင်ဒီကောင်းမယ်နော်ခွန်3ညာ4ပဲ ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဘရိတ်သုံးသုံးချက်တန်းနဲ့ပေါ့နော်ဘရိတ်သုံးသုံးချက်တန်းနဲ့အဲ့ဒီဒီဘရိတ်သုံးဒီဘရိတ်သုံးရဲ့ဇောင်းက၄၅ညကဒီဘရိတ်သုံးရဲ့ဒီဇောင်းမှာပဲပြန်ကြတယ်နော်ပထမကဒုတိယကက်ကဒီမှာဘရိတ်ရှိသုံးချက်တန်းနဲ့ဘရိတ်ရှိသုံးချက်တန်းနဲ့နော်ဘရိတ်ရှိသုံးချက်တန်းနဲ့အဲ့ဒီဘရိတ်ရှိရဲ့ဇောင်းကဒီ၈ခုနှစ်ကသူကဒီဘရိတ်ရှိရဲ့ဇောင်းမှာပဲပြန်ထွက်ရမှာနော်၅ပါပြီးထွက်နိုင်ကြီးကောင်းတာဆို၅၄၅မူတီရှိရလေ၅၄၅မူတီကျွန်တော်တင်ပေးထားတယ် သူကအဲ့လိုဖိန်တဲလိုက်ဗရိတ်တုံးချက်ဆောင်နေသူဆောင်ကဗရိတ်သူဆောင်က၄ငါးနှစ်ကဒီမှာ၄ငါးနှစ်လို့သူကပြန်ကြတယ်နော်ဒီဗရိတ်တုံးချက်ဆောင်ကဒီဗရိတ်တုံးချက်ဆောင်က၄ငါးနှစ်ကနှစ်နောက်ပိတ်နေကနန်းကဒီဗရိတ်တုံးချက်ဆောင်မှာပဲပြန်ကြတယ်နော်အဲ့မှာသူကနှစ်နောက်ပိတ်ပုံတင်နေရှေ့တွဲကို၄ငါးကို၅လေးထူပြန်ကြတယ်နော်ဒီမှာလည်းသူကဒီတိုင်းပဲဖိန်ရှိတုံးချက်ဆောင်နေသူဆောင်ကနှစ်နောက်ပိတ်နေ၈ခုနှစ်ကဒီဗရိတ်ရှိတောင်းမှာခွန်၈နှစ်လို့ပဲအဲခွန်၈နှစ်လို့ပဲသူကပြန်ထွက်တာပေါ့နော်နှစ်နောက်ပိတ်ကိုသူက၈ခုခွန်၈လို့လှမ်းပြီးထွက်တာနော်ဒီနှစ်ကက်ကလုံးဝဖရိန်အတိကျလာတာနော် အချိန်မှာသူကဘာလုပ်လဲဆိုအဲ့လေးငါးနှစ်နှစ်ထဲမှာသူက၄ရှစ်ခုပတ်လေရှိရနော်၄ရှစ်ခုပတ်လေရှိအဲ့လေးရှစ်ခုပတ်လေရင်ဆိုင်တစ်နှစ်ကျော်မှာထွက်တဲ့ဒီ၅၆ခုကပြန်ကြကနန်း၅၆ခုကအဲ့လိုပြန်ကြပြီးတော့မှသူကခါသုံးလုံးကို၅လေးခုလို့ပုံတိထောင်းတယ်နော်ပုံတိဆောင်လို့သူကမှထွက်၄ခုကလည်းသူ့ရဲ့ရင်ဆိုင်မှာနှစ်နောက်ပိတ်ကထောက်ထားတယ်နော်အဲ့ဒီ၄ခုကလည်းသူကပြန်ကြကနန်းပဲဘလို့ပြန်ကြကနန်းလဲဆိုတော့သူက frame ကိုထားတာကဒီမှာကျွန်တော်တို့၁၃လေးတဲရှိတယ်၁၃လေးရဲ့ရင်ဆိုင်၃နှစ်ကျော်မှာ၄တစ်တစ်တဲလိုက်တယ်နော်၁၃လေး၄တစ်တစ်အဲ့၄တစ်တစ်ရဲ့ရင်ဆိုင်တစ်နှစ်ကျော်ကဒီ၄တစ်ခုသူ့ရဲ့ဆောင်းမှာလည်း ပြင်ငါးခုံလို့ခါသုံးလုံးစောင်းထားတယ်နော်အဲ့ဒီဇောင်းကဒီကနန်းကိုဒီမှာလေးစစ်ခုံရဲ့ဇောင်းမှာပြန်ကြကနန်းထွက်ပြီးတော့မှခါသုံးလုံးကိုငါးလေးခုံလို့ပုံသေးထောင်လိုက်တာနဲ့သူ့အောက်မှာဒီကနန်းကိုပြန်ကြတာနော်မဒီမှာလည်းသူကဒီတိုင်းပဲဒီဘရိတ်ရှိတော့ကျဆောင်းနေသူ့ဇောင်းမှာနှစ်နောက်ပိတ်နဲ့ရှစ်ခုံနဲ့ကဒီသူ့ရဲ့ဇောင်းမှာပဲနှစ်နောက်ပိတ်နဲ့အခုံရှင်းလေးတို့ပြန်ထွက်တာအဲ့ဒီနေ့ထဲမှာလည်းလေးခုံရှင်းလိုက်ထွက်တယ်ထွက်တာနဲ့သူကသူ့ရဲ့ရေတိုက်တစ်နှစ်ကျော်မှာသူကထွက်တဲ့ဒီ3 5 6ကသူကပြန်ကြကနန်း ဲ့ပညာကနန်းမဲ့အဲ့လိုပညာကနန်းဆော့ပြီးရတယ်ခါတော့လို့ငါးလေးခုံလို့ထောင်တယ်သူကြောင့်မှလည်းနှစ်နောက်ပိတ်ပုံတွေထောက်ထားတယ်အဲ့ငါးလေးခုံလို့ထောင်တဲ့အောက်မှာသူကပညာကနန်းလူနေရာမှာပညာကနန်းလဲဆိုတော့ဒီမှာတက်3လေးတဲရှိတယ်ရေထိုင်3လေးကျော်မှာ4တက်တက်တဲရှိတယ်နော်အဲ့လိုဖရင်ခွေးထားတဲ့သူရေထိုင်တစ်နှစ်ကျော်ကကနန်းမှာဆိုရင်အမှသူရဲ့ဆောင်းမှာလည်းတင်ငါးတက်ခုံလို့ခါတော့လုံးလှည့်ထားတယ်နော်အမှဒီ900ဆိုတဲ့ကနန်းကိုဒီဘွဲမှာကျွန်တော်တို့ကကစ်လို့ရတယ်နော်အဲနားလေပါနော်ဒီမှာပလေ3 3ချက်ဆောင်းနေသူတော်ကနှစ်နောက်ပိတ်နဲ့၄၅နှစ်ဆိုတဲ့ကနေကဒီပလေ3ရဲ့ဆောင်းမှာပဲ၅လေးနှစ်လို့အစီတွဲကိုလှမ်းပြီးထွက်တယ်အဲ့ဒီထဲမှာ၄ခုရှိရှိတယ် နော်လေးရှိခုပတ်လိုက်ရှိရသူရဲ့ဒီနေ့ကျမှထွက်တဲ့ကဏ္ဍကပြန်ကြကဏ္ဍအဲ့မှာသူပြန်ကြပြီးရတဲ့ငါးလေးခုံလို့ခါသုံးလုံးထောင်းတယ်ထောင်းတာနဲ့သူကသူ့အောက်မှာထွက်တဲ့ကဏ္ဍကနှင်းနောက်ပိတ်ရဲ့ရင်တိုင်းမှာနော်ဒီကောင်ကနှင်းနောက်ပိတ်တွေနဲ့ပြန်ကြတာမဟုတ်လို့နှင်းနောက်ပိတ်ထောက်ထားလို့သူ့ရဲ့အောက်မှာလည်းအေးလေးခုံကပြန်ကြကဏ္ဍအဲ့ပြန်ကြကဏ္ဍဘလူကဏ္ဍလဲဆိုတော့တေး3လေးတဲ့ရဲ့ရင်တိုင်း3လေးကျမှ4လေးတဲ့တဲ့လိုက်တယ်အဲ့4လေးတဲ့ရဲ့ရင်တိုင်းနှစ်ကျော်က4လေးခုံသူ့အောက်မှာလည်းအတင်း5ခုံလို့ခါသုံးလုံးလှဲထားတယ်အဲ့ဒီဆောင်ကကဏ္ဍကိုဒီအောက်မှာပြန်ကြလို့ရတယ်နော် ဒီမှာလဲကျွန်တော်တို့ကဒီတိုင်းပဲရှင်းပိတ်တုံးရဆောင်နေသူ့သောင်းမှာနှင်းနောက်ပိတ်နေရှစ်ခုနဲ့ကဒီပလေးတုံးရဆောင်မှာပဲနှင်းနောက်ပိတ်နေခုန်ရှင်းနေလို့ရှစ်တွဲကိုလှမ်းပြီးထွက်တယ်နော်အဲ့ဒီထဲမှာ၄ခုန်ရှစ်ပတ်လဲလိုက်တယ်၄ထိနေနော်အဲ့ဒီရင်တဲ့ဒီနေ့ကျွန်တော်ထည့်တဲ့၃၅၆ကကြံကြာကနန်းအဲ့ပြန်ကနန်းကသူက၅၄ခုန်လို့ပုံတိထောင်းနေသူ့ရဲ့ရင်တဲ့မှာလဲနှင်းနောက်ပိတ်နော်နှင်းနောက်ပိတ်နဲ့ပြန်ကြာကြတော့နှင်းနောက်ပိတ်ကလည်းပုံတိထောက်ထားတယ်အဲ့မှာသူ့ရဲ့ရင်တဲ့မှာထွက်တဲ့ကနန်းကခုနက၁၃လေးထဲရဲ့ရင်တိုင်း၃နှစ်ကျော်မှာ၄တိတိထဲလိုက်တာနဲ့သူ့ရဲ့ရင်တဲ့ဒီနေ့ကျော်က၄900ထုတဲ့ကနန်းကိုသူ့သောင်းမှာလဲ၅တိခုန်လို့ပုံတိကျွန်တော်တို့ခါသုံးလုံးလှဲထားတယ်နော်အဲ့ကြောင့်က900ထုတဲ့ကနန်းကိုဒီဘွဲမှာပြန်ကြာပါလို့ရတယ်နော် ခြေလင်းအောင်မင်္ဂလာပါနော်ငါးကလေးချိန်ကျန်အဲ့ဒါကျွန်တော်အခုတင်ပေးတဲ့ဟာကြီးကိုရေးပေးမယ်ပေါ့အဲ့ငါးလေးငါးကျွန်တော်ပြန်ပြပြီမယ်နော်ငါးလေးငါးပြန်ပြပြီမယ်အခုကျွန်တော်အိမ်မှာ final နေနဲ့တင်တာကပထမကတ်မှာကျွန်တော်ကိုးခုနှစ်အားနော်ကိုးခုနှစ်အားအဲဒုတိယကက်မှာကဒုတိယကက်မှာကကျွန်တော်တို့အဲ3ညခွန်3ညပေါ့နော်3ညခွန်3ည အာပေါ့ဘာလို့ तू ကသူစနစ်ကဒီမှာက၄တခွန်က तू ကလည်းဒီမှာရှေ့တွဲကိုလှန်ပြီးပြန်ကြထားလို့ဒီကလည်းရှေ့တွဲကိုလှန်ပြီးတော့မှနောက်ပိတ်ညင်နဲ့ပြန်ကြလို့ရတယ်နော်၄တခွန်ကို၁၄ခွန်လို့ तू ကပြန်ကြတာနော်ဒီမှာလည်း तू က900ကိုနောက်ပိတ်ညင်နဲ့ကျွန်တော်300ခွန်300လို့လဲအဲ300ခွန်300လို့လှန်ပြီးပြန်ကြလို့ရတယ်သူရဲ့ frame ကနောက်ပိတ်ညင်နဲ့ရှေ့တွဲကိုလှန်ပြီးပြန်ကြတာမဟုတ်ဘူးနော်အပ်ပြီးပါဟုတ်ကဲ့ပါကျေးဇူးပါနော်အမကျွန်တော်ကအဓိကတော့300ခွန်300မင်းပေါ့နော်300ခွန်300မင်းခုနကကျွန်တော်ပြောခဲ့သလိုပဲ ဒီ9 6ခွန်လို့စောင်းတာနဲ့သူ့ရဲ့ဇောင်း9ပွဲမြောက်မှာထွက်တဲ့ကနေကဒီခွန်ထိတ်ကနေ9နည်းမြောက်ရေးလိုက်တယ်ခွန်ထိတ်နဲ့ကနေနော်အဲ့မှာသူ့ရဲ့ပက်လက်မှာလည်း920ပက်လက်သူဘေးကတ်မှာရှိရဆိုရင်နော်ဒီမှာလည်း9 6ခွန်ဒုတိယမှာစောင်းနေ9နည်းမြောက်မှာထွက်တဲ့ကနေကဒီခွန်ထိတ်ကနေ9နည်းမြောက်ရေးလိုက်တယ်ခွန်ထိတ်နဲ့ကနေသူ့ရဲ့ကတ်ရမှာလည်း920ပက်လက်ထောက်တယ်ဆိုရင်နော်လိုက်ကကျွန်တော်ပတ်တိုင်းထွင်ပါလေဗျာနော် ဒီမှာ96ခုကတတိယမြောက်ဆောင်းလာပြီဇောင်း၅ပွဲမှာဆိုဒီခွန်ထိပ်ကနေ9နှစ်မြောက်ဆိုတော့2015လေးကခွန်ထိပ်နဲ့ထွက်တာ2ကွက်ပဲရှိတာနော်ဒီ2ကွက်ကိုလည်းထည့်ရန်လို့ရတယ်ခွန်3ညာ4ခွန်4နှစ်2ကွက်ပဲအမှ920ပတ်လေးကတ်နေတဲ့ကဏ္ဍဆိုရင်တော့ခွန်3ညာ4တစ်ကွက်ပဲရှိတာပေါ့နော်တင်းနှစ်တုံတင်းနှစ်တုံစာရဲ့တစ်ပါတော့စီနီယာတင်ပေးထားတယ်လေဂျီ channel ထဲမှာကျွန်တော်ဝင်ကြည့်လိုက်ပါဦးနော်ဒါခွန်3ညာ4အဲခွန်40ပေါ့ခွန်40ရေးလိုက်နော်ခွန်40အာအဲခွန်4နှစ်အာ ဒါကတော့တတိယနေနေဒါရန်ချင်းရန်ပေါ့နော်ဒီကောတော့နှစ်ခုနှစ်ဆယ်အထွန်းနိုင်ကြီးလေနှစ်ခုနှစ်ဆယ်ထွန်းနိုင်ကြီးပါလေနှစ်ခုနှစ်ဆယ်ပါဝါနက်ခတ်ထွားရင်မထွက်သေးဘူးလေထွားမကြိုက်ဘူးလားထွားရတာကျွန်တော်ကမတွေ့ဘူးလေမတွေ့ဘူးတော့မကြိုက်ဘူးဒီမှာကျွန်တော်တို့ငါးလေးငါးမူဒီငါးပါတယ်မူဒီနော်ကျွန်တော်တင်ပေးထားရှိတယ်ဒီမှာကျွန်တော်တို့ကိုးခွန်ရဲ့စောင်းမှာ ငါးပိတ်တုံညာနောက်ပိတ်နဲ့ပြိငါးလိုက်တယ်နော်တုံညာနောက်ပိတ်နဲ့ပြိငါးလိုက်တယ်လိုက်တာနဲ့သူကဒီပိတ်၃ခုကိုတုံညာပိတ်၂ပိတ်၃ပိတ်ပိတ်၃ခုကိုသူကငါးလို့ထည့်တယ်နော်ထည့်တာနဲ့ဒီတိ၄၀က၁၄နှစ်မြောက်၂နှစ်၄နှစ်၆နှစ်၈နှစ်၁၀နှစ်၁၂နှစ်၁၄နှစ်မြောက်မှာသူကဒီလေးတုံညာနောက်ပိတ်နဲ့တုံညာနောက်ပိတ်နဲ့ပဲသူကလိုက်ထွက်တာအဲ့မှာကျွန်တော်တို့ကဖမ်းတာတနည်းနည်း၃နှစ်၄နှစ်၅နှစ်မြောက်မှာငါးထိပ်ကြီးရဲ့၅နှစ်မြောက်သူကျွန်တော်ဖမ်းတာနော်သူကတစ်ချိန်ကြိုထွက်သွားတာအဲ့လိုထွက်သွားလို့သူကသူရှေးပေါင်း၅ရေရှေးပေါင်း၁ရေရှေးပေါင်း၅ရေဒီ၅၁၅ဆိုတဲ့ခဏကနောက်နှစ်မှာလုံးဝဒဲလိုက်ထွက်တာနော် ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာကအဲကိုခွန်ကတဲ့ပါဘူးဒီလေးစဒီလေးစပြတော့ဒီလေးစနေလေး၆၈၈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  မကူခုံပက်လေဆောင်မှာသူကတုံညနောက်ပိနဲ့ဘရိန်ငါလိုက်တယ်နော်တုံညနောက်ပိနဲ့ဘရိန်ငါလိုက်တယ်အဲ့မှာဘရိန်သုံးခုကိုခုံဘရိန်သုံးဘရိန်ငါဘရိန်ဘရိန်သုံးခုလည်းငါလို့ဆောင်းတယ်အဲ့လိုဆောင်းသွားပြီဆိုရင်တုံညနောက်ပိနဲ့ဘရိန်ငါကသူက14နှစ်မြောက်ကိုလိုက်ထွက်တာတုံညနောက်ပိနဲ့ဘရိန်ငါလို့ပဲလိုက်ထွက်တယ်နော်ဒီတစ်ချိန်မှာသူကဒီကျွန်တော်ဖမ်းတာတနေ့နဲ့၃နေ့၄နေ့၅နှစ်မြောက်မှာသူက၅ထည်ကြီးပုံတွေရှိရမှာ၅ထည်ကြီးရဲ့၅နှစ်မြောက်မှာကျွန်တော်ဖမ်းတာနော်အဲ့မှာသူကထွက်သွားတော့သူရှေးပေါင်းငါးရှေးပေါင်းခုံရှေးပေါင်းခုံငါးခုံခုံဆိုတဲ့ဒဲကသူကနောက်နှစ်မှာမူးသီးနေနဲ့ဒဲလိုက်တယ်နော်အဲ့လိုအောင်မလို့အခုဒီမှာကျွန်တော်တို့က နှစ်လေး6 80စနစ်စနစ်လေးနော်ဒီမှာကိုကိုခုံရဲ့ကိုကိုခုံပတ်လေသူเจ้าမှာတုံညာနောက်ပိနေပရင်ငါလိုက်တယ်နော်ထောက်ထားတယ်အဲ့မှာမျိုးကျွန်တော်ဒီတိပရိရဲ့နှစ်ပရိရဲ့နှစ်ပရိရဲ့ကကျွန်တော်တို့ကတင်းနှစ်နှစ်ဆိုပြီးတော့ပရိ၃ခုကိုငါးဝါတာအဲ့ဒါမျိုးလို့ဒီတုံညာနောက်ပိနေပရင်ငါကနှစ်နှစ်လေးနှစ်6နှစ်10နှစ်10နှစ်10နှစ်14နှစ်မြောက်မှာလုံးဝလိုက်ထွက်တုံညာနောက်ပိနေပရင်ငါလိုက်ထွက်ရမှာဆိုပြီးတော့ကျွန်တော်တို့ကဒါမာမာမွေးကြီးကိုနော်အပိုင်လို့ပြောလို့ရတယ်ဆိုကျွန်တော်တို့မွေးထားတာအဲ့မှာတနေ့နေ့၃နှစ်၄နှစ်၅နှစ်မြောက်ကျွန်တော်က၅ထိပ်ကဒီမှာတစ်ချက်ပဲရှိတာဒီဘွဲကိုဖမ်းတာကျွန်တော်တို့ကနော်ဒီဘွဲကိုဖမ်းတာ အမဖန်းနာကိုကျွန်တော်တို့ကဒီမှာကသူကပထမကတ်မှာကကိုးခွင်ဆောင်မှာတိ40ဒုတိယကတ်မှာလည်းကိုးခွင်ဆောင်မှာတိ40တတိယကတ်မှာကျွန်တော်တိ40ကိုပါပါချိန်ထားတယ်ကိုးခွင်ဆောင်မှာသူက96ဖြစ်သွားတာနော်အဲ့ဒါကိုကျွန်တော်တို့မမြင်လိုက်တာဗောနော်သူက9နောက်ပိတ်9နှစ်မြောက်တက်တက်မဟုတ်ပဲねသူကပါပါချိန်ထားလို့သူက3နောက်ပိတ်9နှစ်မြောက်သူသူကအဲ့လိုထွက်သွားတာကျွန်တော်တို့ကတစ်ချက်လိုသွားတာဗောညာအမလို့အဲ့လိုအောင်သွားမွေးတီးနေနေတော့သူကအောင်သွားတယ်ဖန်းနာတစ်ချိန်လိုသွားတယ်ဗောနော်ဒါပေမဲ့ကြိုးထိုးခိုင်းတော့ကျွန်တော်ကအဲ့ချိန်တော့ကျွန်တော် member တွေတော့ပောက်တော့ပောက်ပါတယ်နော်အမရှီပေါင်းကရှီပေါင်းလေး ရှေးပေါင်းကအဲ့လိုအောင်သွားလို့၅၄၅ဆိုတဲ့ခဏကနောက်နှစ်ကိုလိုက်ထွက်ရမှာ၅၄၅မူးသည်နော်ဒါ၅၄၅ဒဲမူးသည်အားတော့ရံပေါ့ဗျာတုံးကက်မှာပါဝါချင်းထားဆိုတော့အဲ့မှာ၅ပါတယ်ခဏအဲ့ခဏအပူခပရိလေးရလေလုံးဝထွက်ရမှာနော်အဲဒဲမူးသည်ကဒဲမူးသည်က၅၄၅၅၄၅ဖြစ်နော်အပူပဲဗျာအာရံလိုက်နှစ်ခွက်ပဲရှိတာနော် အမှန်တော့တက်တင်ပြီးတာနော်ကျွန်တော်မအားဘူးပြကျွန်တော်ဒီဒီရက်တွေဆိုကျွန်တော်အလုရှုပ်တယ်နော်ခြေထိုးလေးလူတွေကဘာလို့ဆိုအလုရှုပ်တယ်နော်အဲ့မှာခြေထိုးခြင်းဘာထိုးခြင်းလဲအဲ့ဒီဖိုင်ဘာလာခဲ့ပေါ့နော်ဒါဒီမှာကျွန်တော်ဖိုင်ဘာဖုံးနေပတ်အင်း1 5 6 4 4 1 ရောစားတော့စိတ်ချပါနော်ညင်လည်းညင်တယ်တပေါင်းကျော်တပေါင်းကတော့ချက်ချင်းယူရတယ်နော်အဲ1 5 9 6 4 4 2 1နော်ဒါဒီပါပါဖုံးမယ်ချေထိုးခြင်းနဲ့သူအနီးက2နာရီထွက်မနေမနေ့ပတ်2နာရီထိရကြဗျာထွက်မနေ2နာရီထိရတယ်နော်အဲပါပါလာထိုးလို့ရတယ်အဲ19ခြင်းပထမစိုက်ကကျွန်တော်9ခုနဲ့အာဒုတိယစိုက်က3ခု3ခုအာနော်တတိယစိုက်က4 90 9 4 2နော် ဲ့မှာမွေးသီးကကျွန်တော်တို့ကလက်ကြံလက်ကြံ6ချိန်မှာဒီကောင်ကကျွန်တော်ဘီဆက်ရမှာနော်အဲ့ဒီကောင်ရင်ကျွန်တော်တင်9ခုထည့်ရေနော်ဒီနှစ်ကွက်ကိုကျွန်တော်ဇာတုလိုက်နေရင်းနီးရောရင်းနီးသီးနဲ့ကနန်းနေမို့လို့ကျွန်တော်ဒီနှစ်ကွက်ကိုအဇာတုလိုက်နေတာနော်အဲ့တင်9ခုရင်9လေး9ရေကိုတော့အပူခွပရိလေးကမပြောက်ဘူးဆိုရယ်စနစ်ကခိုင်မှရှိအဲ့မို့ကျွန်တော်တို့ကအပူခွပရိလေးကိုကျွန်တော်လိုက်နေအဲ့မှာချက်လို့ကျနေတာဖြစ်ပါဖြစ်ဖြစ်အဲ့ဒီမှာ2 5 6 6 4 4 1 1ပေါ့နော်ဒီဖိုင်ပါကိုလာလိုက်နော်1000ကျော်1000ကတော့ချက်ချင်းရော်တယ်နော်ဒါတိန်ကနန်းကြီးကတ်သွားရင်တော့ ဘန်ကောက်နေပိုင်းနဲ့ယောသွားယောရတာနော်ဘန်ကောက်နေနဲ့မှရမှာ KB ဝင်းနဲ့အစင်မပြေတော့ဘူးနော်တိန်ကနန်းနေဆိုရင်တော့ဒီတောင်ကနန်း1000 2000 3000လောက်ကတော့ရှော့မရှိဘူးနော်ဒီကောင်ကတိန်ချီသွားရင်တော့ကျွန်တော်တို့ဘန်ကောက်နေပိုင်းနဲ့လွှဲရပါနော်ဒီအားလုံးကိုလက်ပါကျွန်တော်အားလိုက်တက်တင်ပေးရပါနော်ကံကောင်းကြပါစေပြေနော်